မင်္ဂလာပါခင်ဗျာပူယောရဲ့နိုင်ငံတကာသတင်းစီစဉ်တွေကိုတင်ဆက်ပေးပါမယ်ဂါဇာကမ်းမြောင်ဒေသကိုတင်ပိုက်မဲ့အစီအစဉ်ကိုအစ္စရေးလုံခြုံရေးဝန်ကြီးကအတည်ပြုလိုက်ပြီးလို့တာဝန်ရှိသူတွေကပြောကြားလိုက်ပါတယ်ဂါဇာကမ်းမြောင်ဒေသနဲ့နယ်မြေကိုတင်ပိုက်ခြင်းအပါအဝင်ဟမတ်တွေပေါ်သူ့ရဲ့စေးရထိုးစစ်ချက်ထွင်မှုအစီအစဉ်ကိုအစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့ကအတည်ပြုလိုက်ပြီးဖြစ်ကြောင်းအစ္စရေးအရာရှိသူကပြောကြားခဲ့တာဖြစ်ပါတယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲကိုပုံမှုဆွေးရစီမဲ့ဂါဇာရှိပါလက်စတိုင်းနှစ်တသမတက်တန်းကိုတောင်ဘက်ကိုရွှေ့ပြောင်းပစ်ဖို့အစီအစဉ်လဲပောင်းဝင်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗီဂျမန်နေတန်ယာဟုကဟာမတ်ကိုချိန်မုံပြီးကြံနေသေးတဲ့ဒဇာကန်တွေကိုပြန်ရမယ့်ရီမန်းချက်တွေပြေဝနိုင်တာကြောင့်ဒါဟာအစီအစဉ်ကောင်းတစ်ခုဖြစ်တယ်လို့ဆိုထားပါတယ်။လူတိုင်းချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရခြင်းနဲ့ဖြန့်ဝေကြီးအစီအစဉ်တွေကိုလည်းအစိုးရအဖွဲ့ကမူအဖြစ်အတည်ပြုခဲ့ပြီး ဒါဟာကုလသမဂ္ဂကပြောကြားခဲ့တဲ့စာနယ်ဇင်းခါပြတ်တောက်မှုပြင်းထန်စွာဖြစ်ပေါ်ခဲ့တဲ့နှစ်လကြာပိတ်ဆို့ထားမှုကိုလည်းအဆုံးသတ်စေမှာဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့အခြားသောအကူအညီပေးရေးအေဂျင်စီတွေကတော့အဲ့ဒီအဆိုပြုချက်ဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမှုကိုချိုးဖောက်တာဖြစ်ပြီးပူပေါင်းလှုပ်ဆောင်မှာမဟုတ်ဘူးလို့ပြောဆိုထားကြပါတယ်။ဟာမကာရောအစ္စရေးရဲ့အဆိုပြုချက်ဟာနိုင်ငံရေးပုတ်ခတ်ပြောဆိုခြင်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ် ။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့လုံခြုံရေးဝန်ကြီးအဖွဲ့ကမတ်လ17ရက်နေ့တုန်းကနှစ်လကြာအပြစ်ခတ်ရစေးရေးပြီးဆုံးချိန်မှာပြန်လည်စတင်မဲ့ဂါဇာထိုးစစ်ကိုဆွနေဖို့တနင်္ဂနွေနေ့ညမှာတွေ့ဆုံခဲ့ကြပါတယ်။ဂါဇာမှာဟာမတ်တွေကိုအနိုင်ယူပြီးတစားခန့်တွေပြန်ရမဲ့ Israel စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး Iris Mia အဆိုပြုတဲ့အစီအစဉ်ကိုဝန်ကြီးများကတညတညထဲမဲခွဲဆုံးဖြတ်နိုင်ခဲ့တယ်လို့တနင်္လာနေ့မှာမီဒီယာကိုအစ္စရေးအရာရှိတူကရှင်းလင်းပြောကြားခဲ့တာပဲဖြစ်ပါတယ် အစည်းအဝေးဟာလာပေါင်းများစွာ ကြာမြင့်မှာဖြစ်ပြီးတော့ပထမဆင့်မှာဂါဇာကမ်းမြောင်ဒေသကိုသိမ်းပိုက်ခြင်းနဲ့နေမီနန်နမိတ်တစ်ချောင်းမှာလဲပတ်နေတဲ့အစ္စရေးသတ်မှတ်ထားတဲ့ဂျာဂန်ဆုံကိုချက်ထွင်ခြင်းတို့ပါဝင်ကြောင်းအစ္စရေးမီဒီယာရဲ့ဖော်ပြချက်အရသိရပါပါတယ်ခင်ဗျာယူကရိန်းဟာမော်စကိုမြို့ကိုပစ်မှတ်ထားပြီးမောင်းတူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုကိုနှစ်ညဆက်တိုက်ပြုလုပ်ခဲ့ကြောင်းရုရှားကပြောကြားခဲ့တယ်လို့သိရပါပါတယ် မြို့တော်ရဲ့အဓိကလေစိတ်၄ခုစလုံးကိုဘေးကင်းစေဖို့နိုင်အတော်ကြာပိတ်ထားခဲ့ပေမဲ့လည်းနောက်ပိုင်းမှာပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းရုရှားလေကြောင်းစောက်ကြီးအဖွဲ့က Telegram မှာပြောကြားထားပါတယ်။မော်စကိုမြို့တော်ဝန်ကဆိုရှယ်မီဒီယာမှာအ ਨੇ ဆုံးယူကရိန်းတုံးစကိုစင်ဟာမြို့ရင်းတို့မြောက်ရှိမိမှာဖြက်စီးခံခဲ့ရတယ်လို့ပြောကြားထားပါတယ်။အဓိကလမ်းမကြီးတွေပေါ်မှာအပျက်စီးအချို့ရှိခဲ့ပေမဲ့လည်းထိခိုက်သေးဆုံးမှုမရှိဘူးလို့တော့သူကပြောပါတယ်။ ယူကရိန်းဘက်ကတော့ဒီကိစ္စအတွက်မချက်မပြေးသေးပါဘူး။ဒါပေမဲ့ရုရှားဟာခါကီမြို့ရင်းကိုညဘက်မှာမောင်းတူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ခါကီမြို့တော်ဝန်ကပြောကြားခဲ့ပါတယ်။ Bornus အပါအဝင်အခြားသောရုရှားမြို့တွေရဲ့အုပ်ချုပ်ရေးမှုတွေကလည်းသူတို့မျိုးတွေဟာလည်း drone တွေနဲ့ပြစ်မှတ်ထားတိုက်ခိုက်ခံရတယ်လို့ဆိုပါတယ်။ယူကရိန်းဟာရုရှားကိုနှစ်ညဆက်တိုက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတညတည်းမှာယူကရိန်းဒုံ26ဆင်းကိုဖျက်ဆီးခဲ့ကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့3နှစ်ကြာကယူကရိန်းကိုရုရှားကလုံလုံလည်လည်ကျူးကျော်ဝင်ရောက်ချိန်ကစပြီးယူကရိန်းဟာရုရှားကိုဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မလအတွင်းကြီးမားတဲ့တိုက်ခိုက်မှုမှာလူသုံးဦးသေဆုံးခဲ့ရပါတယ်။ရုရှားနိုင်ငံ Coast Data တို့ဖြတ်ကျော်ဝင်ရောက်ဖို့ယူကရိန်းမှာကြိုးပမ်းမှုအစ်စ်တွေပြုလုပ်နေကြောင်းတနင်္လာနေ့မှာသတင်းတွေထွက်ပေါ်လာခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ Cyprus နဲ့ Israel တို့ဟာပင်လယ်ရေအောက်ကေဘယ်ကြိုးမတဆင့်လျှက်စစ်တပ်အားချိတ်ဆက်မှုထူထောင်ဖို့ကြိုးပမ်းနေကြပါတယ်။ ဆိုင်ပရက်နဲ့အိန္ဒိချင်းနိုင်ငံအစ္စရေးတို့ဟာ၎င်းတို့ရဲ့သက်ဆိုင်ရာရေအောက်ကိပဲကျူမာတဆင့်လျှက်စစ်တာအမြန်ချိတ်ဆက်ဖို့ကြိုးပမ်းနေတယ်လို့အရာရှိတဦးကမေလ9ရက်နေ့မှာပြောကြားခဲ့တာဖြစ်ပါတယ်။ Cyprus စွန့်အင်ဝင်ကြီး Jos Go Papanastasi ရောက Israel ဟာတမယူချနဲ့အစ်စ်ထက်ဖြစ်လာမဲ့လျှက်စစ်အရင်မြစ်တွေအတွက် Cyprus စွန့်အင်အရန်တွေပေါ်မှာမိခိုနိုင်စီဖို့အထူးစိတ်အားထက်သန်တယ်လို့ပြောကြားထားပါတယ်။ စိုက်ပရဟာမကြမီမှာရုပ်ကျွင်းလောင်စာတွေအပြင်နေအောင်ကျင်းနဲ့လေရင်းမြစ်တွေမှာတစင်လျှက်စစ်တပ်အား၄ဂီဂါဝက်ခန့်ထုတ်လုပ်နိုင်မှာဖြစ်ပြီးတော့3.5ဂီဂါဝက်သာသုံးစွဲမှာဖြစ်တယ်လို့ပါပါနာစတာဆီရိုက AP သတင်းဌာနကိုပြောကြားထားပါတယ်လောလောဆယ်လျှက်လျက်စစ်တာပိုင်တွေနဲ့လျက်စစ်တအား1ဂီဂါဝက်ထုတ်ပေးပေမဲ့လည်း2.8 8ဂီဂါဝက်ရှိတဲ့လင်းနဲ့နေစွမ်းရင်ပန်းချံအစ်တွေစောက်လုပ်ဖို့အတွက်စီစဉ်ထားတယ်လို့လည်းသိရပါဗျ။တမအောင်ကြောင့်လောင်စာတွေကတော့1.4ဂီဂါဝက်သာထုတ်ပေးနေတာလည်းဖြစ်ပါတယ် စိုက်ပရက်သမရာနီကိုခရစ်စတိုတူးလိုက်နဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နီတန်ယာဟုတို့ဟာအစ္စရေးနိုင်ငံအနောက်ဘက်ခြမ်းရာမာလာကိုတွားရောက်လေပတ်စဉ်အတွင်းလက်ဆက်တအားကျိုးချိတ်ဆက်မှုအတွက်တူညီတဲ့ဂရီကိုကိုမေလ၄ရက်နေ့ကအတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။လက်ဆက်တအားချိတ်ဆက်မှုဟာဥရောပနဲ့အရှေ့လေပိုင်းကြားရှိသဘာဝတကားပေါက်အဖြစ်ပြသမှာဖြစ်တယ်လို့ခေါင်းဆောင်တို့ကပြောကြားထားပါတယ်။ဒီပြဝင်ဆိုင်ရာအာသာချက်ကြောင့်အိန္ဒိယအရှေ့လေပိုင်းနဲ့ဥရောပတို့ကြား ုံသွဲမှုစွန့်ရင်နဲ့ digital ဆက်သွယ်မှုအလားအလာရှိတဲ့အကျိုးကျေးဇူးတွေကိုဖော်ထုတ်ဖို့ခေါင်းဆောင်နှစ်ဦးသဘောတူညီခဲ့တယ်လို့ Papanasti Zero ကပြောကြားခဲ့တာဖြစ်ပါတယ်။အိန္ဒိယရှိလေပိုင်းဥရောပစီးပွားရေးစင်ကြံလို့လူတည်များတဲ့ IMEC ဟာ2023ခုနှစ်တုန်းကအိန္ဒိယနိုင်ငံမှာအင်ရှင်အဖြစ်လက်ခံကျင်းပတဲ့ကမ္ဘာထိပ်တန်ချမ်းသာပြီးဖွံ့ဖြိုးဆဲနိုင်ငံ20ရဲ့ထိပ်သီးအစည်းအဝေးမှာထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။နေတန်ယောက်က IMEC နဲ့ပတ်သက်ပြီးနရန်ဒာမိုဒီနဲ့မကြသေးမီကစကားပြောဆိုခဲ့ပြီး ၎င်းကဒါဟာကျွန်တော်တို့ဖော်ဆောင်ဖို့လိုတဲ့အလွန်တော်လန်ပြောင်းလဲပြီးဖွံ့ဖြိုးတိုးတက်မှုတရဖြစ်တယ်လို့ပြောကြားထားပါတယ်။ Greenness Cyprus ကလည်းနှစ်နိုင်ငံချိတ်ဆက်ဖို့လျှက်စစ်တအားကျူတွတ်တန်းရေး project ကိုစတင်နေပြီဖြစ်ပါတယ်။ကေဘဲကျိုးလမ်းကြောင်းပေါ်တူရကီကန့်ကွက်မှုကြောင့်တိုးတက်မှုနှေးကွေးနေတာ ဖြစ်ပါတယ်။ကေဘဲကျိုးဟာ၎င်းရဲ့တရားစီရင်ပိုင်ခွင့်အောက်ကရေထဲကိုဖြတ်သွားတာကြောင့်စီမံကိန်းကို၎င်းရဲ့သဘောတူညီချက်မရှိဘဲဆက်လက်လှုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့တူရကီကပြောကြားထားကြောင်းသိရပါပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ